စကိုင်းတိုင်းခင်ဦးမြို့အနောက်ဘက်14မိုင်ခန့်အကွာမှာရှိတဲ့မုံလှရွာလေးကပူပြင်းတဲ့နေရောင်အောက်မှာငြိမ်သက်လျက်ရှိပါတယ်။လွန်ခဲ့တဲ့အချိန်တွေကဥရောပမှာခေတ်စားခဲ့တဲ့ဂိုသစ်လက်ရာဟန်တိဆောက်ထားတဲ့စိတ်မိုင်ကယ်ကက်သလစ်ဖျားကြောင်းကြီးကတိတ်ဆိတ်လာပြီးမုံလှရွာအလယ်မှာခန်းခန်းနာနာတည်ရှိနေသလိုဂျောင်းပရဝံအတွင်းမှာလည်းသာသနာပြုဖို့ဥရောပကလာရောက်နေထိုင်ရင်ပြန်လုံတော်မူသွားကြတဲ့အီတလီအခြေစိုက်ဘာနာဘိုက်သာသနာပြုခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ဂူသင်းကြိုင်းတွေကလည်းအစီအစီတည်ရှိနေပါတယ်။ ဘူတင်းကျိုင်းတွေကတခုသောတင်းကျိုင်းကူအပေါ်မှာမြန်မာပုံနှိပ်စာတီထွင်သူအီတလီဖုံးတော်ကြီးမွန်ဆာဂျွန်မာရီပက်ကော့တိုဆိုတဲ့နာမည်ကိုဘူတင်းကျိုင်းရဲ့စကြင်ကြောက်ပြားပေါ်မှာကပီးရေးထိုးထားပါတယ်။၁၆ရာစုလောက်ခရဲကအိန္ဒိယသမုတ်တရားအတွင်းစွန်စားသွားလာပြီးကူးတန်းရောက်ဝယ်နေတဲ့ဥရောပတောင်ပိုင်းသားတွေဖြစ်ကြပြီးမြမတမိုင်းရဲ့အစောပိုင်းကာလတွေကအရေးပါတဲ့ဇက်ကောင်တွေဖြစ်ခဲ့ကြတဲ့သူတို့တွေကိုဘယင်ကြီးတွေလို့ခေါ်ပေါ်ကြပါတယ်။သူတို့ကပေါ်တူဂီအနွယ်ကဆင်းသက်လာတဲ့သူများဖြစ်ကြပါတယ်။ ဘယင်ကြီးပါရင်ကြီးလို့ခေါ်ဆိုကြတဲ့ကတ်တလေဘာသာဝင်တွေက16ရာစုအစပိုင်းကတည်းကမြောက်ဦးပဲခူးတောင်ကူအစရှိတဲ့တိုင်းရင်းသားမင်းတွေအုပ်စိုးတဲ့မြို့ပြနိုင်ငံတွေကိုရောက်ရှိနေခဲ့ကြပါတယ်တချို့တမိုင်းမှတ်တမ်းတွေအရ1905ခုနှစ်မှာဗကိုးဘရင်ထံကတ်တလေဘာသာဝင်ပေါ်တူဂီလူမျိုးစစ်မှုထမ်းသူတထောင်ခန့်ရှိကြောင်းဖော်ပြထားပါတယ်။နောက်ပိုင်းတန်လင်းကိုသိမ်းယူအုပ်စိုးခဲ့တဲ့ဒီဘရီတိုခေါ်ငစင်ကလက်ထံမှာပုံမိုးရောက်ရှိလာခဲ့ပါတယ်။အဲဒီအချိန်ကတောင်ကူဘရင်နက်ရှင်တော်မှာမြန်မာလူမျိုးတွေတဲကရှေးဦးကတ်တလေခရီးယန်ဘာသာဝင်တအူးလိုတောင်ဆိုနိုင်ပါတယ်။ အဲ့ဒီအချိန်မှာမြန်မာပြည်ပေါ်ကကက်သရစ်ခရစ်ယာန်ဘာသာဝင်တွေကိုဥဆောင်လမ်းပြသူတွေကအိန္ဒိယပြည်မာလီရီပိုမြို့ဂိုင်းကျုပ်ဆရာတော်လက်အောက်ကဂျေဇော့ဂိုင်းဝင်ပေါ်တူဂီဖုံးတော်ကြီးတွေပဲဖြစ်ကြပါတယ်။အနောက်ဘက်လွန်မင်းတန်လင်းကိုတင်ပိုက်ပြီး တုံမန်းပေါ်တူဂီတွေကိုအင်းဝကိုခေါ်ဆောင်လာစဉ်ကလည်းဘာသာဝင်တွေကိုစောင့်ရှောက်ခဲ့တဲ့သူတွေကပေါ်တူဂီဖုံးတော်ကြီးမန်ဒရက်တီဖုံးဆေးကာနဲ့ဖုံးတော်ကြီးဒီရီကိုနူးနက်စ်တို့ပဲဖြစ်ကြပါတယ်။နောက်ပိုင်းအထက်အောက်မြန်မာပြည်ကဘာသာဝင်တွေကိုထိန်းချောင်းမှုရောမမျိုးသာသနာပိုင်ပုပ်ယဟန်မင်းကြီးရုံတော်ကမီလန်မြို့စိန့်ဘာနာဘက်စ်ကျောင်းတော်မှာရှိတဲ့ဘာနာဘိုက်ဂိုင်းဝင်ဆရာတော်တွေကိုတာဝန်ပေးခဲ့ရမှာအီတလီဖုံးတော်ကြီးစီဂျစ်မွန်ဒိုမာရီယာကာချီကပထမဆုံးရောမသာသနာကတိုက်ရိုက်ခန့်အပ်တဲ့ဖုံးတော်ကြီးလို့ဆိုနိုင်ပါတယ်။ ဖုန်းတော်ကြီးစီဂျစ်မွန်ဒိုမာရီယာကာချီနဲ့လက်ထောက်ဖုန်းတော်ကြီးဂျိုးဆက်ပေဗစ်တိုနီတို့ကညောင်ရခေ1922ခုနှစ်တနင်္ဂနွေမင်းလက်ထံမှာအင်းဝါကိုရောက်ရှိလာခဲ့ကြပါတယ်။ နှစ်နှစ်ကြာအင်းဝဘရင်ကဖုန်းတော်ကြီးဗစ်တိုနီကိုမြန်မာတန်တမန်အဖြစ်ခန့်အပ်ခါရောမမျိုးရှိပုပ်ရဟန်းမင်းကြီးထံဆေလွတ်လိုက်တာကမြန်မာရောမဗာတီကန်တို့ရဲ့ပထမဆုံးတန်တမန်ဆက်ဆံရေးစတင်တယ်လို့သမိုင်းမှတ်တမ်းတွေကဖော်ပြထားခဲ့ပါတယ်။ဘာရာဘိုက်ဂိုင်းဝင်ဖုန်းတော်ကြီးတွေအတွက်ယာဒီဥတုရေမြေတောတောင်တဘာဝနိုင်ငံရေးမတူညီတဲ့ပင်လယ်ရပ်ခြားမှာနေထိုင်ရပြီးဘာသာဝင်တွေကိုဥဆောင်ထိန်းချုပ်ရတာကလည်းမလွယ်ကူပါဘူး။မြန်မာမျိုးကိုရောက်တာနဲ့ယဉ်ကျေးမှုဒလိ့ထုံနှံစင်လာမြန်မာစာမြန်မာစကားကိုတတ်နိုင်သမျှလေးလာစူးစမ်းသင်ယူကြရသလိုအနေထိုင်ကအစပြောင်းလဲရပါတယ်။ ဘုံတော်ကြီးတွေကကုန်းမောင်မင်းဆက်အစပိုင်း1962ခုနှစ်နောင်တော်ကြီးမင်းလက်ထက်မှာရောက်ရှိလာတဲ့ဘုံတော်ကြီး John Mary Pecotto ကမြန်မာစာကိုပေးစာလေးမူကနေပုံနှိပ်အခရာအဖြစ်ရောက်ရှိလာအောင်ပထမဆုံးတီထွင်ပေးခဲ့တဲ့ကက်သလစ်ယဟန်တစ်ပါးပဲဖြစ်ပါတယ်။နှစ်ချင်းခရိယန်သာသနာပြုဆရာကျူးသံပြုစုတဲ့မြန်မာစာပေမှာထင်ရှားတဲ့အင်္ဂလိပ်မြန်မာအပိဒံရဲ့ပုံနှိပ်သက်တမ်းထက်နှစ်ပေါင်း90ခန့်ပိုရှေးကြပြီးမြန်မာစာပေအတွက်ပေထက်ကြောက်ထက်အခရာကနေပုံနှိပ်အခရာကိုစတင်ဖန်တီးသူကဘုံတော်ကြီး Pecotto လို့ဆိုရမှာပဲဖြစ်ပါတယ်။ မြန်မာစာကိုပုံနှိပ်အက္ခရာဖြင့်မြင်တွေ့ဖတ်ရှုနိုင်အောင်တီထွင်ခဲ့သူသာသနာပြုဆရာတော်ပယ်ကော်တိုကို1929ခုနှစ်ဇွန်လ25ရက်နေ့အီတလီနိုင်ငံဗီနစ်မြို့နယ်ကဦးတိုင်းကျေးရွာမှာမွေးဖွားခဲ့ပါတယ်။မွန်စာမြို့မှာရှိတဲ့စိန်ပေါ်ကျောင်းမှာပညာသင်က1946ခုနှစ်မှာတော့ဘာနာပိုက်အသင်ခံသာဖြစ်လာခဲ့ပါတယ်။ ဘိုလိုညားယဟန်အဖြစ်တက္ကသိုလ်မှာဓမ္မကျမ်းဂန်နဲ့ဝိနည်းတော်တွေကိုသင်ယူခဲ့သလိုမီလန်တက္ကသိုလ်မှာလည်းသိပ္ပံပညာကိုသင်ယူခဲ့ပါတယ်။1960ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာရောမမျိုးကကက်သလစ်ဌာနချုပ်ကမြန်မာနိုင်ငံကိုသာသနာပြုဖို့ဆေလွှတ်ခဲ့တဲ့အတွက်မြန်မာနိုင်ငံမှာရင်ဆိုင်ရမယ့်အခက်အခဲတွေကိုခံနိုင်စွမ်းရှိစေဖို့အဲ့ဒီနေ့ကစပြီးအစားအသောက်အနေထိုင်ကိုချိုးချံကဆွေမျိုးတွေမိတ်ဆွေတွေနဲ့လည်းအဆက်အသွယ်ဖြတ်တောက်ပြီးမိမိရဲ့ဘဝသက်သက်တာကိုရေမြေချားမှာနေထိုင်ရင်းအဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ပုံရဟန်းမင်းကြီးကလေးမင်း73ရဲ့ကောင်းကြီးမင်္ဂလာခံယူပြီးတဲ့နောက်မှာတော့ဖုန်းတော်ကြီး Avel Natty နဲ့ တူမြန်မာနိုင်ငံကိုထွက်ခွာလာခဲ့ပြီးတနှစ်နဲ့ခုနှစ်လကြာမှရောက်ခဲ့ပါတယ်။လန်ခီမှာတူရကီအာဏာပိုင်တွေရဲ့ဖမ်းဆီးစစ်ဆေးတာကိုခံရပါသေးတယ်။အီရတ်နိုင်ငံဘာဆာရာစိတ်ကန်းကအိန္ဒိယကိုသင်းမောနဲ့ထွက်ခွာရမှာလန်တလျှောက်အင်္ဂလိပ်သင်းမောကပ်ပရင်ရဲ့နှင်းဆဲမှုကြောင့်အနေအဆားဆင်းရဲတဲ့ဒဏ်ကိုလည်းခံခဲ့ရပါတယ်။1962ခုနှစ်မြန်မာပြည်အရောက်6ဦးမြို့မှာအထက်မြန်မာပြည်သာသနာအတွက်တာဝန်ထမ်းဆောင်နေစဉ်နှစ်နှစ်အကြာမှာပဲခရီးဘော်ဖုံးတော်ကြီးအာဗာနက်တီကဘကိုးမြို့တဝိုက်မှာရှိတဲ့ကြေးရွာတွေကိုတရားဟောထွက်ရင်းအအေးမီကပြန်လည်တော်မူခဲ့ပါတယ်။ ာသနာပြုကက်သလစ်ဖုံးတော်ကြီးတွေကဥရောပတိုက်သားတွေဖြစ်တဲ့အတွက်အရှိတိုင်းရဲ့ယာတိဥရုတံကိုယဉ်ပါခြင်းမရှိဘဲခံနိုင်ရည်နှဲပါလာပါတယ်။ဖုံးတော်ကြီးပယ်ကော်တိုကခင်ဦးမြို့နယ်မုံလှရွာကိုအခြေပြုပြီးပတ်ဝန်းကျင်ကကက်သလစ်73ရွာကိုထိန်းချောင်းရင်းမြန်မာစာပေနဲ့မြန်မာစကားကိုလည်းတစ်ဖက်ကလေ့လာပါတယ်။ ဗုဒ္ဓဘာသာဖုံးတော်ကြီးအကြောင်းတွေကိုသွားပြီးစာအန်နေတဲ့ကလေးငယ်တွေကြားတိုးဝင်ကចောင်းသားတွေနဲ့မြန်မာစာအခခရာတင်မုံကြီးမူရင်းအတန်အတွက်ကိုရအောင်လေ့လာသင်ယူခဲ့ပါတယ်။တပ်ပုံတန်ညွန်းကအစတိကျမှန်ကန်အောင်သင်ကြားခဲ့တဲ့အတွက်မြန်မာစာပေတက်မြောက်သူတအုပ်အဖြစ်နောင်တော်ကြီးမင်းရဲ့ဂုဏ်ပြုချီးမြှင့်ခြင်းကိုလည်းခံခဲ့ရပါတယ်။1983ခုနှစ်မှာမြန်မာစာပေကိုပုံနှိပ်စာဖြစ်လာစေဖို့အတွက်ရန်ကုန်မြို့မှာကျောင်းထိုင်မှုရောက်ရှိလာတဲ့ဖုံးတော်ကြီးမယ်ခီယိုကာပါနီနဲ့တိုင်ပင်ပြီးသူ့ကိုရောမမြို့သာသနာပြန်ပွားရေးနဲ့စီမံခန့်ခွဲရေးဌာနချုပ်ကိုအကူအညီတောင်းခံရန်ဆေးလွတ်ခဲ့ပါတယ်။ ဆရာတော်ပဲကော်တိုပြုတ်လို့လို့တဲ့မြန်မာအခရာကိုပုံနှိပ်ခဲစလုံးသွင်းမှုဖြစ်မြောက်ရေးအတွက်ရဲနာကျွန်းဆိုတဲ့မြန်မာမျိုးသားကျန်းတက်ပုဂ္ဂိုလ်ကြီးတဦးရဲ့အကူအညီကိုယူခဲ့ရသေးတယ်လို့လည်းသိရပါတယ်။1924ခုနှစ်မှာဘုန်းတော်ကြီးကာပါနီကဆရာတော်ပဲကော်တိုရဲ့အကြံစီဖြစ်တဲ့မြန်မာစာကိုပုံနှိပ်ဆက်တင်ဖို့အီတလီကိုစတင်ခရီးထွက်ခဲ့ပါတယ်။အီတလီမှာသာသနာပိုင်ပုံရဟန်းမင်းကြီးဆက်ထမမြောက်ပေဦးနဲ့တွေ့ဆုံပြီးမြန်မာပြည်သာသနာဦးစီးမှုဆရာတော်ပဲကော်တိုရဲ့မြန်မာစာပုံနှိပ်လုပ်ငန်းအစီအစဉ်ကိုအကောင့်ထဲပို့ပေးဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ ပုတ်ရဟန်းမင်းကြီးပီဦးကမြန်မာစာပုံနှိပ်လုပ်ငန်းအတွက်သာသနာပြန်ပွားရေးဌာနချုပ်အတွင်ရင်မှုမွန်ဆီညိုစတီဖာနိုဘော်ဂျီယားကိုတာဝန်ပေးအပ်ရာပိုလီကလော့ပုံနှိပ်တိုက်တာဝန်ခံခရစ္စတိုဖာအာမာဒူစီဦးနဲ့စတင်လှုပ်ဆောင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဝိုင်းဆက်တဲ့မြန်မာပြည်အခရာတွေကိုအရင်ကမမြင်ဘူးတဲ့အတွက်ပုံနှိပ်ခဲစလုံးအဖြစ်ပုံသွင်းရမှာလုံသားတွေအခက်အခဲဖြစ်ခဲ့ပါတယ်။ဟုံးတော်ကြီးကော်ပါနီရဲ့ဖြည့်ရှင်းပေးမှုကြောင့်1986ခုနှစ်မှာအောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် Burmese Alphabet လို့ဆိုရမယ့်စာမျက်နှာ155မျက်နှာပါမြန်မာအက္ခရာသင်မုန်းကြီးအညွှန်းစာအုပ်ကိုစတင်ရိုက်နှက်ရာစထမမြောက်ပုတ်ရဟမင်းကြီး PU ရဲ့လက်တင်ဘာသာနဲ့ရေးသားထားတဲ့ဂုံပြူကျေးဇူးတင်နှွားကိုထည့်သွင်းဖော်ပြခဲ့ပါတယ်။ မြန်မာအခရာသင်္ဘုံကြီးအညွန့်ဆောက်ကိုစတီဖာနိုဘော်ဂျီယာခရစ်စတိုဖာအာမာဒူစီဦးဖုံးတော်ကြီးကာပါနီနဲ့ထဲစလုံးထုတ်လို့ရေးတာဝန်ခံ JXP လီတို့အမှားစာရေးသားထားပြီးဆရာတော်ပယ်ကော်တိုရေးသားစီစဉ်ခဲ့တဲ့မြန်မာပြည်အခရာတွေအကြောင်းမြန်မာတပ်ပုံတပ်ညွန့်အကြောင်းမြန်မာသရာအကြောင်းနဲ့မြန်မာနိုင်ငံရဲ့တမိုင်းပထဝီနဲ့ဓလေ့ထုံးစံတွေအကြောင်းကိုလည်းစုံလင်စွာရှင်းလင်းရေးသားထားပါတယ်။နောက်ဆုံးအပိုင်းမှာတော့ကတ်သလစ်ဘာသာဝင်တွေရဲ့စုတောင်းပထနာတွေနဲ့ပညတ်တော်၁၀ပါးကိုဖော်ပြထားပါတယ်။ ဒါကြောင့်ဆရာတော်ပယ်ကော်တိုရဲ့ကြံစချက်ဖုံးတော်ကြီးကာပန်နီရဲ့လက်တွေ့လှုပ်ဆောင်ချက်ကျေးဇူးကြောင့်ကမ္ဘာမှာပထမဦးဆုံးသောမြန်မာစာပုံနှိပ်စာကိုရိုက်နှိပ်ခဲ့တာအခုဆိုရင်နှစ်ပေါင်း244နှစ်ရှိပြီဖြစ်ပါတယ်။ ပထမဆုံးပုံထိပ်တဲ့မြန်မာအခရာသင်္ဘုံကြီးအညွန့်စာအုပ်ကိုပြုစုခဲ့သူဆရာတော်ပက်ကော့တို့ဟာမြန်မာလက်တင်ပေါ်တူဂီသုံးဘာသာတွဲအဘိဓမ္မာကျမ်းကိုဆက်လက်ပြုစုနေရင်းသွေးအားနည်းတာနဲ့နှလုံးအားနည်းတဲ့ယောဂါတွေကြောင့်1986ခုနှစ်ဒီဇင်ဘာလ12ရက်နေ့တက်တော်48နှစ်အရောက်အင်းဝနေပြည်တော်မှာပြန်လည်တော်မူခဲ့ပါတယ်။အင်းဝ9ရွာ၊ဗျားရွာအနီးမှာမြုံနှံထားပြီးဆရာတော်ပက်ကော့တို့ရဲ့သင်္ချိုင်းကိုကို1949ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာ Don Bosco Slation အသင်းခိုင်းသားဖုန်းတော်ကြီး Antonio Alice ကတူးဖော်ကမန္တလေးမြို့စိန့်ဂျိုးဆက်ဖျားကျောင်းဝင်းအတွင်ပြန်လည်ကူသွင်း ှုံနှံခဲ့တယ်ဆိုတာကိုဂௌတုတရရပွဲဖော်ပြရင်းဒီနေရာမှာပဲနေကုန်းချုပ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ